ရာဟုအရင်ပြောလိုက်မယ်မဟုတ်နေရကျွန်တော်မူကြမ်းပဲပြောတာပေါ့နော်ဒါတော့မူချောပြောလိုက်မယ်ဒီကနန်း၃လုံး၅လို့သူကကနန်းစီထားတဲ့နံပါတ်ကိုနော်ဒီတက်ကနေစီတာနော်ဒါအခု၃လုံး၅ဆိုပြီးကနန်းတွေ့တာအဲ့၅ဆိုလို့ရှိရင်ကျွန်တော်ဒီထိပ်စည်းနံပါတ်၆နဲ့၅ပါဆိုပြီးကနန်းကိုခေါ်ရိုက်တာပါအဓိပတိနဲ့ခေါ်ရိုက်လေ ကနန်းဘလူဖြစ်နိုင်လေဆိုတော့ကျွန်တော်ဒါကြည်အောင်ပေါ့နော်ဒီသုံးလုံးငားရဲ့အဓိပ္ပာယ်နဲ့သူဘာလို့ခေါ်ရိုက်သွားတာလဲဆိုတဲ့အဓိပ္ပာယ်လေးကိုဖော်ပြမယ်ပေါ့နော်ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒီကနန်းသုံးလုံးခွန်ရဲ့အဓိပ္ပာယ်လေးပေါ်တာပေါ့နော်အဲ့ဒီခွန်ရဲ့အဓိပ္ပာယ်ပေါ်တဲ့ဒီနံပါတ်နဲ့ဆိုတာလေကျွန်တော်တို့ဒီနယ်လေတိုင်းနံပါတ်၅ထိတ်စည်းနေနေဒီထိတ်စည်းသုံးယောက်ဘာလို့ခွန်လို့ကနန်းဖော်ချသွားတာလဲပေါ့နော် ဒါလေးရှင်းပြမယ်အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်ကဏ္ဍ3လူတက်ဆိုရယ်ကဏ္ဍတရောက်နေတယ်399ဆိုရယ်ကဏ္ဍတက်ပါလို့သူကကဏ္ဍစီထားတယ်ကဏ္ဍကိုတွေ့ရမယ်အဲ့ဒီတက်ဆိုရယ်ကဏ္ဍဆိုလို့ရှိရင်လေတိုင်းနံပါတ်၄နံပါတ်ခေါ်နံပါတ်3မြတ်ထိပ်စည်းနေတက်ပါလို့ကနန်းစီထားတာဒီအဲ့လိုတွေ့ရမှာပေါ့နော်ဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီရဲ့ကနန်းရဲ့ဆောမှုမှာ ဘယ်နှဘကအတင်းတော်ဆုံးဘယ်တကွက်ကြီးအားဆိုရင်အကောင်းဆုံးဖြစ်မယ်ပေါ့နော်ဒါကိုကျွန်တော်ကနန်းစီပြပြီးတော့တွက်ထုတ်မှဖြစ်တယ်အဲ့တော့လောလောဆယ်ကျွန်တော်ကနန်းစီပြမှာပေါ့နော်အဲ့ဒါကနန်းစီတဲ့အခါမှာကျွန်တော်အနည်းနဲ့ကနဘတ်တဲဆိုရင်ကနစားမယ်ပေါ့နော်ခွန်လေးတဆိုတာနှစ်ဖြစ်ရင်နံပါတ်၃ညနံပါတ်၈နံပါတ်၄ဆိုရင်ကနမနှစ်လူဖြစ်တာပေါ့နော် တုံညာရှင်လေးမနဲ့လို့ဖြစ်တာအကိနဘနဲ့လို့ကျွန်တော်တို့ကစားထဲလာမယ်ဆိုလို့ရှင်တော့ကျွန်နဘကူဆိုရင်ကနဖြစ်တာပေါ့နော်ခွန်လေးနဲ့၃ဖြင့်တုံညာ၉လေးက၃ဖြင့်ပါနဘ၃ဆိုရင်နဘ၃ညာဖြင့်ပါပေါ့နော်နဘ၄ဆိုရင်ဒီမှာနဘ၁ဆိုတဲ့ထိပ်စည်းလေးဖြင့် ျွန်တော်ဒီမှာနံပါတ်5ပါဆိုရင်တော့နံပါတ်2ဆိုရင်ကနေဖြစ်မင်းနံပါတ်6ဆိုရင်နံပါတ်3ဆိုရင်ကနေဖြစ်မင်းနံပါတ်9ဆိုရင်နံပါတ်4ဆိုရင်ကနေဖြစ်မင်းနံပါတ်6ဆိုရင်နံပါတ်5ဆိုရင်ကနေဖြစ်မင်းနံပါတ်9ဆိုရင်နံပါတ်6ဖြစ်မင်းနံပါတ်3ညဆိုရင်နံပါတ်9ဖြစ်မင်းဆိုရင်ဒါအခုကျွန်တော်ရှင်းပြလိုက်တဲ့ ဒီကနန်းသုံးလုံး၅ဆိုတဲ့အဓိပ္ပာယ်ကိုကျွန်တော်တို့နေနဲ့ဒီခွန်၆နဲ့ဆိုတဲ့ကနန်း၅ရဲ့အဓိပ္ပာယ်ကိုဖော်ဆောင်တဲ့ကနန်းဖြစ်တယ်နော်။ဟိုပဲဖုန်းတော့အဲပြီးမှပဲ share လိုက်မယ်လीနော်။အဒီကနန်းသုံးလုံးခွန်ရဲ့အဓိပ္ပာယ်ဆိုလို့ရှိရင်ဒါ၅နဲ့သုံးယောက်ခွန်ရဲ့အဓိပ္ပာယ်တက်ရောက်တယ်။ဒါဒီကနန်း၃လုံးတက်ဆိုလို့ရှိရင်၄ခွန်၃ညာဆိုရေကနန်းဒေဗစ်တက်ရောက်တယ်အခုဒီကနန်း၃လုံးဟာပေါ့နော် အဲကျွန်တော်တို့ကနှစ်ပါလို့ကနန်းထဲလို့ရှိရင်ဒါ3ည4ဆိုပြီးကနန်းကိုနှစ်ပါလို့နော်ဒီဒေးဗစ်တဲ့ရောက်တဲ့ဒါဒီမှာကျွန်တော်တို့အနေနဲ့ကနန်းညီစီထားတဲ့နံပါတ်ဖြစ်တယ်ကဲအလေးတိုင်းနံပါတ်ကအလေးတိုင်းနံပါတ်အနေနဲ့လေကနန်းသလုံးရဲ့ဒေးဗစ်ကိုပဲဆွဲမှာမို့လို့လေ နာတလုံးရဲ့အဓိပ္ပာယ်တကွက်ရဲ့အဓိပ္ပာယ်ပဲဆွဲမှမို့လို့နာလေပြီးတော့ရှင်းပြမယ်ပြမလွတ်တန့်တော့ပြောလိုက်မိဒါတကွက်ရဲ့အဓိပ္ပာယ်ပဲဆွဲလိုက်မိလို့သူအထဲလိုက်တဲ့ဒီနံပါတ်၄ပြအဲ့ဒီနံပါတ်၄နဲ့ဒီနံပါတ်၈ရဲ့ဒီကောင်ဘာကောက်သေးလဲဆိုတော့နှစ်ဆိုရင်ကနကောက်သေးတယ်ဒီ၄ရှစ်ဆိုရင်ကနနံပါတ်၄ဆိုရင်ကနထည် ဒီမှာထည့်ရမယ့်နံပါတ်6တလုံးကျက်နေတယ်။အဲ့ဒီနှစ်ကသူကလမ်းထည့်လိုက်တာကတော့ကျွန်တော်တို့ဒီ66ဆိုရယ်ကနလမ်းထည့်တယ်ဗျဒီ66ဆိုရယ်ကနအဲ့ဒီနှလုံးနှစ်ကို66လမ်းထည့်တယ်။ဒါအဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်နှစ်နှစ်တက်မှာနံပါတ်1ကိုထည့်ရမှာဒီ99ဆိုရယ်8ဆိုရယ်ကနထည့်မယ်ဗျာနော် ဘာထဲမလဲဆိုတော့ဒီကိုကိုဆိုရဲဒီကဏ္ဍလုံးရှစ်ကိုကျွန်တော်ထည့်မယ်အဲ့ဒီကဏ္ဍလုံးရှစ်ဆိုရဲကဏ္ဍကိုကျွန်တော်နိနေဟောဒီကနံပါတ်6ရေနံပါတ်6လို့ကဏ္ဍထည့်မယ်ပြန်နော်အဲ့တော့ကျွန်တော်ဒီနေရာမှာဆိုရင်ခွန်ခွန်9မှာဆိုရင်နံပါတ်9နဲ့ကျွန်တော်နံပါတ်6နဲ့3လို့ထည့်တယ်ပြန်နော် အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုရင်ဒီနံပါတ်9နဲ့နံပါတ်7နဲ့3လို့ထည့်ရခင်ဗျ။အဲ့နံပါတ်3ကိုကျွန်တော်ထည့်မယ်ခင်ဗျ။နံပါတ်6နဲ့နံပါတ်9နဲ့3လို့ကျွန်တော်ထည့်သွားရပြန်နော်။အဲ့တော့ကျွန်တော်တို့ဒီနေရာမှာဆိုလို့ရှိရင်ဒီအလေးတိုင်းထည့်မယ်ခင်ဗျ။ကျွန်တော်နံပါတ်6နဲ့နံပါတ်3နဲ့9ဆိုရခင်ဗျ။ပြထားရပြန်နော်။ ဒီ63ဆိုရေကနာဘာဥပြလဲဆိုနံပါတ်9လို့ပြရတယ်။အဲ့နံပါတ်9ထဲမှာကနာကျွန်တော်နံပါတ်9ရေနံပါတ်9ပါနော်။အဲ့တော့နံပါတ်9နဲ့နံပါတ်9နဲ့9ပါလို့ကနန်းကအဲ့လိုပြထားတယ်ဆိုရင်ဒါနံပါတ်9နေနေကျွန်တော်တို့ကနန်းတွင်းလိုက်တယ်ပေါ့နော်။အဲ့မှာကနန်းတွင်းလိုက်တယ် နော်ဒါအထိုင်ကိုအငိမ်တွင်းလိုက်တာဒီကနန်းတလုံးလို့တွင်းလိုက်တယ်ဗျာဒါနံပါတ်နဲ့နေနဲ့တွင်းလိုက်တယ်အဲ့တော့နံပါတ်နဲ့ဆိုရဲကနန်းနဲ့ကျွန်တော်တွင်းလိုက်တဲ့အချိန်မှာရွေးချယ်မှုအားလုံးထဲမှာတော့ဒီရှင်းနဲ့တဲ့ဆိုရဲကနန်းတကွက်ကိုရာကျွန်တော်ရွေးချယ်လိုက်တယ်ပေါ့နော်အဲ့ဒီအားလုံးထဲမှာ နံပါတ်၈ရဲ့နံပါတ်၄နံပါတ်၁တကွယ်သေးရွေးချယ်လိုက်တဲ့နံပါတ်ကတော့ဒီနံပါတ်၄ရဲ့ကနန်းတူညီမှုဆွဲပေးလိုက်တဲ့နံပါတ်ကဒီကနန်းသုံးလုံးလေးကိုပေါ်ဆောင်ထားတဲ့နံပါတ်ကိုဆွဲလိုက်တယ်အဲ့တော့ကျွန်တော်ဒီကနန်းမှာဆိုလို့ရှိရင်လေ ဒီနာဘတ်တုံညာရဲ့ဖော်ဆောင်မှုကဏ္ဍကဒီကဏ္ဍသုံးလုံးလေးရဲ့ကဏ္ဍကြာနေတဲ့ဖော်ဆောင်မှုပေးလိုက်ဒီကျွန်တော်ဒီနာဘတ်ခေါ်နေမှာဆိုလို့ရှင်ခွန်ခွန်သွဲမှာဆိုရင်ဒီကဏ္ဍသုံးလုံးလေးရဲ့အသေးပေးကိုကဏ္ဍဖော်ဆောင်မှုပေးလိုက်ဒီဒါကြောင့်ဒီနေရာမှာကျွန်တော်ကဏ္ဍဆော့မယ့်နံပါတ်မှာနံပါတ်2တွင်းလာတာမို့ ရှင်နှလုံးပေါင်းသုံညာဆိုတဲ့ကနန်းဟာကျွန်တော်ဒီတကွက်ပဲရှိတယ်အဲ့ဒီတကွက်ကဖြင့်နံပါတ်၄နံပါတ်၈နံပါတ်၄ဆိုတဲ့ကနန်းနံပါတ်၄ဆိုတဲ့ကနန်းဖို့ဆောင်ထားတယ်နော်ဒီဆက်ကွက်ထဲမှာရွေးချယ်လိုက်တော့ဒါရှင်းနှစ်တဆိုတဲ့ကနန်းရွေးချယ်လိုက်တယ်အဲ့တော့ဘာလို့အဲ့လောက်အစင်တီရွေးလိုက်လဲဆိုလို့ရှင်ပေါ့နော် ျွန်တော်ဒါနံပါတ်1ကနေစတာဟုတ်ပြီနော်ပြန်ပြီးတော့ရှင်းပြတော့ final move ဆိုတော့နော်ဒီမှာ1တူမနံပါတ်5ဒီမှာနံပါတ်3ဒီမှာနံပါတ်ညာလို့ပေါ့နော်အဲ့တော့ဒီကနပ်ဖော်ဆောင်မှုကတော့ကျွန်တော်မဖြစ်ဘူးပေါ့နော်သူကဒီနံပါတ်1ကနေနံပါတ်9စဉ်းတာတော့ကျွန်တော်ခဏခဏပြောတာပေါ့ဗျာဒီတကြီးကပေါင်းချင်း6နဲ့စဉ်းတာ ਉਹ နော် အဲ့တော့ဒီတစ်ကိုပေါင်းချင်း6နဲ့ဆင်းမှာဒီနံပါတ်ခွန်ဆိုရယ်ကနန်းကိုရမယ်ဆိုတော့အခုတစ်ခွန်ကနေဒီနံပါတ်6နေနံပါတ်2ဆင်းမယ်ဆိုရင်ဒီနံပါတ်6ကလည်းသူ့ရဲ့ပေါင်းချင်းတူတွေကနန်းနံပါတ်6နဲ့တာလိုက်ပေါင်းမှဒါလင်ဒီနံပါတ်2ရဲ့ကနန်းကိုပဲရတယ်ဆိုတော့ဒီတစ်ခွန်6နဲ့ကကနန်းတူပေါင်းနေတဲ့တစ်6ပေါင်းရင်ခွန်66ပေါင်းရင်နေဆိုရင်ကနန်းစုံတွဲဆင်းတဲ့နံပါတ် ဒါကြောင့်ဒီနံပါတ်၅နံပါတ်၄နံပါတ်၄နံပါတ်၁ဆိုရင်ကနဒီနံပါတ်၅ကိုပေါင်းချင်းခွန်တဲ့သူကကနစော်ခေဗျာ၅ကိုပေါင်းချင်းခွန်တဲ့ဆိုရင်ဒီနံပါတ်၄ရသလိုပဲနံပါတ်၄နေတက္ကစားလို့ရှိရင်ဒီနံပါတ်၄ကိုပေါင်းချင်းသူတဲ့နံပါတ်ခွန်ဆိုရင်ကနနေတာဒီပေါင်းချင်းသူမှာလာနံပါတ်၁ရမယ်ဆိုတော့၅နဲ့၄တည်းအတိုင်းတာမျိုးပဲဖြစ်တယ် ဒါကြောင့်ဒီနံပါတ်3နံပါတ်3နံပါတ်3နံပါတ်9နံပါတ်9ရဲ့ကနန်းထဲတာလေဒီနံပါတ်3ရဲ့ပေါင်းခြင်းတုံညာနေပါတာလေသုံးတုံညာမှလည်းဒီနံပါတ်3ကိုရခဲ့တာမို့ဒီနံပါတ်9ဆိုတာဒီတုံညာဆိုတဲ့ကနန်းနဲ့လိုက်ဖက်နေတဲ့နံပါတ်မျိုးနဲ့ပေါင်းအောင်ပါဘို့9တုံညာမှဒီနံပါတ်9ကိုရတဲ့ကနန်းမျိုးဖြစ်တယ်လို့ အခုဒီနံပါတ်3များဆိုတဲ့ကဏ္ဍအောက်မှာနံပါတ်9နံပါတ်4နံပါတ်1ဒီ3များကိုဆောလိုက်တဲ့ကဏ္ဍဒီနှပေါင်းချင်းခွနဲ့ဒီနှလုံးခွမှာသူနံပါတ်ခွန်ပေးတဲ့ဒီခွန်နဲ့ပဲကျွန်တော်ကဏ္ဍကိုဆက်ပြီးတော့ကစားမှာဖြစ်တယ်အဲ့ဒီနံပါတ်ခွန်ဒီ၄ခွန်ဆိုတဲ့ကဏ္ဍပေါင်းမှာနံပါတ်1ဆိုပြီးကဏ္ဍကိုကြားတယ် အဲ့လိုကြတဲ့ကနန်းရဲ့ရေကြဆိုဒီနံပါတ်ခေါ်နံပါတ်6နံပါတ်2ဆိုရေကနန်5ဆိုရေကနန်ကိုဖြစ်ပေါ်လာတာနေကျွန်တော်တို့ဒီခွန်6နဲ့ဆိုရေကနန်အဖြစ်5လို့တွဲပြီးတော့စော်ခဲ့တယ်ဒါကြောင့်ဒီပွဲမှာဆိုနံပါတ်2နံပါတ်4နံပါတ်3ဆိုရေကနန်ခွန်ဆိုရေကနန်ဖြစ်ခဲ့လို့ကျွန်တော်တို့ဒီအနေပြီးတော့သူ့နဲ့ကနန်းတန်းတူချနေတယ်နံပါတ်5နံပါတ်2နံပါတ်3ယောက်လည်းခွန်ဖြစ်စော်ခဲ့တယ် ကျွန်တော်ဒီနေရာမှာဆိုလို့ရှိရင်နံပါတ်3နံပါတ်9နံပါတ်9ကတက်လို့3ကူကတက်လို့ဖြစ်တဲ့အတွက်နံပါတ်4နံပါတ်9နံပါတ်3ရောက်တက်လို့ကျွန်တော်ဆော်ခေတယ်အခုဒီနေရာမှာ ကျွန်တော်ဆော်ပြလိုက်တာခွန်နံပါတ်ခွန်နံပါတ်4နံပါတ်3ဆိုဒီကနန်း3ကနေ့ရဖြစ်စဉ်ဖြစ်နေတာမူကျွန်တော်သူ့အတိုင်းပဲ3ည8လေးဆိုဒီကနန်းကိုနံပါတ်1လို့ဆော်ခေတယ် အဲ့မြာမလေထိုင်ဆော်သွားတာတော့ဒီကနန်းနှလုံးနှစ်ကိုဒီနံပါတ်6နဲ့6နဲ့နှစ်လို့ကျွန်တော်ထည့်ပေးမှတာလေဒီကသွားမယ်နှစ်66ဆိုရင်ကနန်းရဲ့အသေးပေကဘာလို့သွားမလဲနံပါတ်4ဆိုရင်ကနန်းကိုသွားတယ်66နှစ်ဆိုရင်ကနန်းရဲ့အသေးပေကိုသွားပေါ်တယ်အဲ့တော့ဒီကနန်းနှလုံးရှစ်ကြည့်ရနံပါတ်6နဲ့နံပါတ်2နဲ့ရှစ်လို့သူထည့်ပြီးမှတာလင်း ျွန်တော်တို့ဒီဟာသုံးလုံးခုံခုံသွေးထားတဲ့ဒီနှစ်ကနန်းနှလုံးဟာတုံညာနှစ်နှစ်ဆိုရယ်ကနောင်နံပါတ်၄ဆိုရယ်ကနောင်တော့ပေါ်ရယ်ဒါကြောင့်ကျွန်တော်ဒီသုံးလုံးတေသုံးလုံးတေလို့တွဲကစားသွားပြီးမှကျွန်တော်တို့ဒီနံပါတ်၅နဲ့၈နဲ့၃ကိုနံပါတ်၆နဲ့နံပါတ်ခုံသုံးလို့ထည့်လိုက်တဲ့ခုံခုံဆိုရယ်အတွဲရဆွေတုံညာခုံခုံဆိုရယ်ကနောင်နံပါတ်၄ဖြစ်တွဲခေါ်လာတဲ့ကနန်းမျိုးတွတ်တွေ့ရမယ် ဒါကြောင့်မို့ဒီကနန်းသုံးလုံးနှစ်ကိုကျွန်တော်ဒီသုံးလုံးနှစ်လို့ထည့်ပေးနံပါတ်၈ဒီကနန်းနှလုံးကိုဒီကနန်းနှလုံးကိုလို့ထည့်ပေးမှဒါလင်ရှင်လုံးပေါင်းတုံများရပဲဒီလေးထိတ်အဲ့ဒီလေးရှင်နဲ့ဆိုရင်ကနန်းသုံးလုံးကလေးဖြစ်ကနန်းစီးဆင်းမဲ့နံပါတ်မှာကျွန်တော်ရွေးချယ်အကောင်းဆုံးရွေးချယ်ပေးလိုက်တာတော့ရှင်နှလုံးတုံများဆိုလို့ရှင်ရှင်နှစ်ဆိုရင်ကနန်းမရှိတဲ့ဒါကြောင့်ကျွန်တော်ရှင်နှစ်တည်း အသိပေကိုဒါကနန်းပြသွားတာဖြစ်တယ်။နာကဲလမလေးတစ်ချက်ထောင်းပါအဲ့ရနဲ့ပတ်သက်လို့ကျွန်တော်တို့အဲလက်ဆောင်အနေနဲ့ဒီတကြီးအနေနဲ့ကနန်းထဲလို့နော်အဲ့ညမဲ့ဘယ်နံပါတ်မျိုးဖြစ်နိုင်လဲဆိုရင်တော့အဲ့ညမှာကျွန်တော်ဘယ်နံပါတ်မျိုးတွေဖြစ်နိုင်လဲဆိုရင်ဒီနံပါတ်တွေကိုလည်းဆော်တင်ပါလေ။ ဒါဒီနဘကလေးဒါစောတဲ့နဘထဲမှာတော့ပါပါလေဒါသုံးများနှစ်သုံးလို့ပြောင်းပြန်ဖြစ်နေတယ်ဘောနော်စောစောဒါတော့စောတဲ့နဘလေးတွေပြောပြတယ်နော်ဒါလေးတွေကစောတဲ့ပါလေဒီနဘလေးစောတဲ့ပါလေဒီနဘကတဲ့နေပါလေတပြွတ်ပြွတ်မထွက်လာလိဘောနော်ဒါလေးနှစ်ခွန်ဆိုတော့ဘာဖြစ်မလဲဆိုတော့တစ်နှစ်တစ်နှစ်ပေါ့ဗျာပါဝါနှစ်ခတ်ဒီ ကနန်းဆောလိုက်ဒီမူသေးကပေါ့နော်ပါဝါရီနက်ခတ်ဒီတွဲခဲလာရင်လေအေမိမိနီနဲ့သောတင်းနဲ့နံပါတ်ဒီတော့အကြံပေးခဲ့ပါလေနော်အဲ့တော့ဒီမူနဲ့ပတ်သက်လို့ကျွန်တော်ကရှင်းနေတယ်လို့ရိုက်ထားတယ်ခါကြတော့ပေါ့နော်အဲကျွန်တော်ဒါကိုနိရှိတဲ့အနေနဲ့များကနန်းထွက်လိုက်လေ ေါက်စီဘူးကနာသုံးလုံးတူလို့မရပါဘူးကနာတဲ့တဲ့မှာပေါက်မှာမို့လို့တော့ရှစ်နှစ်အစ်အနေနဲ့လေကနန်းတစ်ချက်လေးဒါကျွန်တော်ပြောသွားပါလိမ့်မယ်နော်အဲ့ဒါရှစ်နှစ်တဲ့ရှစ်နှစ်တဲ့အနေနဲ့ရိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်သူကဘယ်လိုသွားကြမယ်ဆိုလို့ရှိရင်တော့ဒါအိုးစောစောပြောလိုက်တယ်ပေါ့နော်ဒါတင်းနဲ့6နဲ့ပေါ့ရင်ခွန်း6နဲ့6နဲ့ပေါ့ရင်နစ်ပေါ့နော် ငါးနဲ့ခုနဲ့ပေါင်းရင်နဲ့လေးနဲ့ခုနဲ့ပေါင်းရင်တသုံးနဲ့သုံးညာနဲ့ပေါင်းရင်သုံးကိုးနဲ့သုံးညာနဲ့ပေါင်းရင်ကိုးနော်သုံးညာနဲ့ခုနဲ့ပေါင်းရင်ခုလေးနဲ့ခုနဲ့ပေါင်းရင်တနော်အဲ့တော့ဒီကနန်းရဲ့စီစင်းမှုတွေကိုတစ်ချက်ပဲယူမယ်အဲ့တော့ဒီတကြီးကိုခြောက်နဲ့ပေါင်းရင်ခုကြီးကြတယ်ဒီခြောက်ကြီးကိုခြောက်နဲ့ပေါင်းလို့ရှိရင်တစ်ချက်ပဲယူတယ် နံပါတ်5ကိုခေါ်တဲ့ပေါင်းလို့ရှိနေရမယ်နံပါတ်6ကိုခေါ်တဲ့ပေါင်းတက်တချက်ယူသွားလိမ့်မယ်နာအဲ့ဒါဒါနံပါတ်3ကိုတုံညာနဲ့ပေါင်းလို့ရှိရင်ဒါတုံညာနဲ့ပေါင်းရင်3နံပါတ်9ကိုလည်းတုံညာနဲ့ပေါင်းရင်9ဆိုတော့တချက်ပဲယူမယ်ဒီကနားမှာနံပါတ်3ညာကိုခေါ်တဲ့ပေါင်းရင်ခေါ်နံပါတ်6ကိုခေါ်တဲ့ပေါင်းရင်တက်နာတချက်ပဲယူမယ် ကဲတချဲယူပြီးတဲ့အခါမှာဒီရပဲကနန်းတွဲလိုက်မယ်နော်အဲ့တော့ဒီရနံပါတ်6ဆိုတဲ့ကနန်းကိုကျွန်တော်တို့နိနေပေါ့နော်ကနန်းတွင်းပါပေါ့နော်အဲ့ကနန်းကိုကျွန်တော်အပေါ်ခေါင်းကနေလမ်းတွင်းပေးမယ်နော်အပေါ်ခေါင်းနေတွင်းမယ်ဆိုတော့ဒီမှာကာလာလေးချစ်လိုက်မယ်ဗျာနော်ဒီနံပါတ်6ထဲမယ်ပေါ့ကျွန်တော်တို့ဟိုဟာလေးနဲ့ထဲမယ်ဗျာပါဝါလေးနဲ့ထဲမယ် ပါဝါလေးနဲ့ထဲမဲ့ဆိုဒီကနန်းလုံး6ကို3လုံး1ကနေလမ်းထဲမယ်နော်ဒီ3လုံး1ကနေလမ်းထဲမယ်အဲ့ဒါကျွန်တော်ဒီနစ်နစ်တက်မှာဆိုလို့ရှင်ဒီကနန်းလုံး6အဲ့ရှိကိုပါဝါလမ်းထဲလို့ရှင်96နဲ့ဆိုရင်ကနန်းကို3လုံးလမ်းထဲမယ်နော်အဲ့ဒါကျွန်တော်တို့ဒီမှာခုံခုံ9မှာဆိုရင်ဒီကနန်းလုံး9ရဲ့ပါဝါကိုလမ်းထဲမယ်ဆိုရင်ဒီကနန်း3လုံး4နဲ့လမ်းထဲမယ်နော် ဲ့တော့ကျွန်တော်တို့ဒီကနန်းသလုံး၃၃ရဲ့ပါဝါရှစ်ကိုလမ်းထဲမဲ့ဆို၃ညာ၃ညာရှစ်ဆိုလေကနန်းလမ်းထဲမဲ့နော်ဒါကဘာလို့လမ်းထဲလေပါဝါဆိုလေကနန်းလမ်းထဲမဲ့နော်အဲ့တော့ဒီကနန်းသလုံး၆ကိုကျွန်တော်တို့ဒီ၃လုံးတက်ကနေလမ်းထဲလေကနန်းကိုပြောပြတယ်နော်အဲ့ဒါဘာလို့လဲ၆တက်ဆိုလေကနန်းပါဝါလမ်းထဲလေကနန်းဒါတော့ကျွန်တော်တို့ဒီကနန်းသလုံး၈ အဲ့ဒီရှစ်ကနေပြီးတော့နံပါတ်3ဆိုရယ်ကနောလန်းထေရယ်ကနပေါ့နော်အဲ့ဒါရှစ်3ဆိုရယ်ကနလန်းထေကျွန်တော်ဒီကနနှလုံးအောင်ဆိုကိုပေါ့နော်အဲ့ဒီကိုကနေသူ့ပါပါနံပါတ်4ကိုလန်းထေမယ်ဒီခွန်ခွန်4ဆိုရယ်ကနလန်းထေအဲ့တော့ကျွန်တော်ဒီကနနှလုံး3ကြာထားတာမို့သူ့ရဲ့ပါပါနံပါတ်6ကိုလန်းထေမယ်နော်သူ့ညာသူ့ညာရှယ်လို့လန်းထေမယ်ဆိုရှစ်တဲ့ဒီနေရာမှာကျွန်တော်ကပြောတော့ပေါ့ ဒီရဲ့ကနန်းတော့အပြင်ကနန်းသလုံးတော့ထည့်ပြရမယ်မထည့်လို့မရဘူးဒီသုံးလုံးလေးရတော့ဒါလေးပင်ဆိုင်ကတော့ကျွန်တော်ကနန်းပေးမဖြစ်ရဘူးเนาะဒါအမှန်တိုင်းပြောတယ်ပေါ့နော်အဲ့ဒီသုံးလုံးလေးရတော့ကနန်းဖြုတ်ပြီးလို့မဖြစ်ဘူးပေါ့နော်အဲအဲ့ဒီကနန်းသုံးလုံးလေးရကနန်းဖြုတ်ပြီးလို့မရဘူးဗျာနော်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ဒီကနန်းသုံးလုံးလေးကိုတော့ မဖြုတ်ဘူးပေါ့နော်ဒီ266ဆိုရယ်လေးတော့ကျွန်တော်ဖြုတ်ပေးမှာတော့မဟုတ်ဘူးပေါ့နော်မဖြုတ်နိုင်ဘူးသူကကနန်းကအဲ့လိုထဲမှာတပါဝါကြတဲ့နံပါတ်မျိုးဖြစ်တယ်နော်ဒီ3လုံးလေးတော့ကျွန်တော်တို့နေနေတော့ကနန်းထည့်သွားပြီးမှပဲဖြစ်တယ်နော်အဲ့တော့ဒီကနန်း3လုံး4နေနေကျွန်တော်ဟိုဘက်ကပြောင်းပြန်ဖြစ်နေမှာဇိုးလူဗျာ ဟိုဖက်ကကျွန်တော်ချလိုက်တာတော့ကြကနာအာဖက်ကကြရင်လေဒါဒီလူမျိုးမတွေ့ပြဘူးကိုလို့ပြောမှာစို့လို့နော်အဲအကြီးကျွန်တော်ရှင်းနေတဲ့ဆိုတော့ကနာရှင်းနေတဲ့ထွက်တော့ဟုတ်တယ်ဒီလူ ထွက်လာလို့ရှိနေစီကွာပြာလာရှင်းနေတဲ့ကြီးထွက်တာဒီလူထွက်တဲ့ဒီလူပြရင်ဒီလူထွက်တဲ့ဖြစ်မှာစို့လို့ဆိုပြီးတော့ဒါ ပြိုင်ပြီးတော့ကနန်းကိုရှင်းပြခြင်းဖြစ်တယ်။နော်။ဒါကြောင့်နင်းစီကိုရဲ့ကနန်းကတွက်လိုက်တဲ့ကနန်းသုံးလုံးဆိုရင်လည်း तू ဘလူပြန်ကြနိုင်လဲဆိုတာကိုကိုကဒါရှင်းပြတာပေါ့ဒါရရှင်းပြတာပေါ့နော်တကယ်တမ်းကျတော့ तू ကလည်းဒါ okay တာပေါ့အဲအကိဒါမျိုး ထွက်လာခဲလို့ရှင်အကြည့်တဲ့လူတွေကအဲစိတ်แท้မှာပေါ့နော်အဲအဲ့လိုဖြစ်သွားမှာကြောက်လို့ ိုင်းတော့ကျွန်တော်ရှင်းပြလိုက်ပြီကတော့ဒီကနာနှလုံးချောက်ဒါသုံးလုံးတင်းနေနဲ့ရိုက်တဲ့ဒါတော့နောက်ကနတော့အငြိမ်ပေးထားတယ်ပေါ့နော်ဒီရှင်းကြည့်ရတော့သုံးလုံးသုံးနောက်ကနအငြိမ်ပေးထားတယ်ဒီကိုတော့သုံးလုံးလေးနောက်ကနအငြိမ်ပေးထားတယ်ဒီနှလုံးသုံးသုံးလုံးရှင်းနောက်ကနတဲ့အငြိမ်ပေးပြီးမှတည်းဒါကျွန်တော်ဒီသုံးလုံးလေးကိုဒါကနန်းတော့တက်ရိုက်มาဖြစ်သေးအဲဒီကနန်းသုံးလုံးလေးတက်ရရင်တော့ဒါနှစ်ရက်တဲ့အနေနဲ့ final မှာနှစ်ပုတ်လုံးရှင်းပြပါလေနော်ဒါတော့ကျွန်တော်ခြားတော့ရှင်းနေတယ်အဲ့တော့ဒီနေရာမှာပေါ့အကြံပေးချင်တာကတော့ဒါတော့ကျွန်တော်နေကြီးနေရိုက်တယ်ကြားတယ်အတန်းရိုက်တယ်ဒီရှင်းလုံးပေါင်းတုံညာအနေနဲ့ကတော့နော်ရှင်းပေါင်းတုံညာအနေနဲ့တော့ကျွန်တော်တခြားမှုလေးတွေနဲ့ကနန်းတိုင်လေတိုက်တယ်လို့တင်ပေးမယ်နော်အဲကနန်းဘေး တဘောကူတဖြစ်မလားတုံညာတုံညာလားတကူလားနှစ်ရှစ်သုံးခုဘာပဲဖြစ်ဖြစ်ပေါ့ဗျာကျွန်တော်ဟာနဲ့ကျွန်တော်အစီအစဉ်နဲ့ကျွန်တော်ဒါလေးလည်းကြည်ပြီးတော့ကျွန်တော်လုပ်ပေးမှုပေါ့နော်အဲ့ဒါရှေလုံးပေါင်းတုံညာအနေနဲ့တော့ဒါနှစ်ရှစ်တဖြစ်မင်းဒါရှစ်နှစ်တကူပဲကနန်းတွက်ချက်မှုအရာပဲအဲ့ဒါနင်းစီကအခုလိုပိုင်ပိုင်နိုင်နေတော့ရှင်းပြသွားပါလိမ့်ဗျာနော်ကဲဖိုင်နယ်မူလဲပြီးပါပြီမနစ်ဖြင့် ကျွန်တော်ကနန်းထုတ်ပါမယ်ထုတ်ပြီးမှကျွန်တော် AC ထုတ်မှရတယ်နော်အဲ့တော့ logic 30တော့ကျွန်တော်ကနန်းထုတ်လို့မရပါဘူးဒါကျွန်တော်မူလေးတွေကျွန်တော်မျက်စိညောင်းပြန်ကြည့်ရပါသေးတယ်မျက်စိညောင်းပြန်ကြည့်ပြီးမှန်တာလင်ဒါကျွန်တော်စဉ်းစားတွေးခေါ်ပြီးတော့အရှင်လုံးတုံညာမှာဆိုရင်ဒါရှင်းနှစ်တမနဲ့တခြားနံပါတ်တစ်မှန်တာရှိလားတဘောတခြားထိပ်စီဒါတော်နီးရတော့ quality ဆိုဒီနံပါတ်ပေါ့ အယံတို့အကတို့အနေနဲ့လည်းကြည်ပြီးတော့ဒါစဉ်းစားပြီးမှကျွန်တော်ဒီပတုတာကိုထုတ်သွားမှလည်းဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်အနေနဲ့အခုတက်ပြနံပါတ်ကတော့ရှင်းနှစ်တက်ဆိုရယ်ကနန်းကြီးဟာဆိုရင်လေ final မူမှာအကောင်းဆုံးအနေနဲ့ပဲပြန်လဲထိုးရှင်းသွားပြီးတယ်နံပါတ်ကြီးဖြစ်ပါတယ်เนาะကျန်တာတော့မိမိအနေနဲ့ဒါတွေးခေါ်စဉ်းစားပြီးတော့လေဆောနိုင်ပါတယ်လို့เนาะအဲ့တော့ကျွန်တော်နှစ်ကွက်လို့ Música